ပ်တမလာ23ရက်နေ့ကထိုင်းနိုင်ငံတောင်ပိုင်းမှာဘုံဖောက်ခွဲမှုကြောင့်ရဲတပ်ဖွဲ့ဝင်3ဦးသေဆုံးခဲ့တယ်လို့အာဏာပိုင်တွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။စစ်ရေးအတွက်ရေးပါတယ်။သတင်းတွေကိုထောက်လန်းဖို့ရာလာဒေသကိုရောက်ရှိလာတယ်။ရဲတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားဟာဘုံခွဲတိုက်ခိုက်ခံခဲ့ရပြီးရဲတပ်ဖွဲ့ဝင်3ဦးသေဆုံးခဲ့တယ်လို့တောင်ဝင်ရှိသူတအုပ်က AFP သတင်းဌာနကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့လည်းတေဆုံးသူတွေရဲ့အသေးစိတ်အချက်အလက်တွေကိုတော့ထုတ်ဖော်ပြပြခဲ့ခြင်းမရှိပါဘူး။ လမ်းအောက်မှာမြုပ်ထားတဲ့ဘုံကိုဖောက်ခွဲပြီးတဲ့နောက်မှာတော့အကျန်းဖတ်သမားတွေဟာဘေးပပက်လေးကနေတနတ်နဲ့ပြစ်ခတ်ခဲ့သေးတယ်လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်တိုင်းနယ်စေယုံကဝန်ထမ်းတအူရဲ့ပြောပြချက်အရာရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့တဲ့အပြင်နောက်ထပ်ရဲတပ်ဖွဲ့ဝင်တအူဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။